အခုကျွန်တော်ရှင်းပြမှာကကျွန်တော်တို့ quick 936 c black လို့ခေါ်တဲ့ဒီခဲကောက်အဲ့ဒီခဲကောက်အသုံးပြုရနည်းပါအခုဒီခဲကောက်လေးရဲ့ဘေးနားမှာကျွန်တော်တို့ပါပါလဲဆိုရင် power clock လေးတစ်ခုပါတယ်အဲ့ power clock ကိုနှိပ်လိုက်လို့ရှိရင်မီးလင်းပါတယ်ဒီမှာခဲကောက် tip ပါဒီခဲကောက်ရဲ့ဒီ tip ဒီထိတ်ဆုံးလေးကို tip လို့ခေါ်တယ်အဲ့ဒီ tip ကလေးကကျွန်တော်တို့ကျိုးနေပဲ့နေလို့မရပါဘူးအဲ့ဒီ tip ကလေးကအချုံလုံးလေးရွေးပြီးတော့ဝယ်ရတယ်ဒီခဲကောက်အသုံးပြုတာ ထဲကောက်ကိုသုံးပြပြီးတဲ့အချိန်မှာဒီလိုမျိုးသူ့ထဲကိုစနေကြပြန်ထည့်ရမယ်မဟုတ်ရင်ပူလောင်တတ်ပါတယ်ဒီထဲမှာကျွန်တော်တို့ဒီထဲမှာဖော်တုံးလေးတစ်ထုံးကျွန်တော်ထည့်ထားတယ်ကျွန်တော်ဆောက်ထဲမှာရှင်းပြထားတဲ့အတိုင်းဆိုရင်ခဲရှင်းဖော်တုံးလေးလို့ကျွန်တော်သုံးထားတယ်ဘာကြောင့်လဲဆိုတော့ဒီခဲကောက်ထိပ်တွေကညစ်ပတ်တတ်တယ်အဲကြောင့်ခဲကောက်ထိပ်ညစ်ပတ်တဲ့အချိန်မှာဒီဖော်တုံးလေးကိုကျွန်တော်တို့ပို့လိုက်လို့ရှိရင်ပြောင်းပါတယ်ဒီလိုပို့လိုက်လို့ရတယ်အဲဆိုဒီခဲကောက်ထိပ်ကြီးပြောင်းသွားပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီဖော်တုံးလေးကိုမလုပ်ထားပေးရလဲဆိုရင် စာပေစာလုံးမယ်ဆိုင်မှာမနဲ့ဖွင့်တာ ਨੇ ဒီဖော်လုံးလေးကြောင့်ရေးဆွတ်ထားပေးရတယ်ဒီ၆တောင်းပြန်ဆွတ်ပေးထားရတယ်ဒီမှာထည့်ထားပြီးတော့ကျွန်တော်ထဲကောက်ထည့်ပြီးညစ်ပတ်နေတဲ့အချိန်မျိုးတန်ရှင်းစီခြင်းတဲ့အချိန်မှာဆိုရင်ဒါလည်းမျိုးလေးရှင်းပေးရပါတယ်လက်ရှိကျွန်တော်ခဲကောက်ကိုအပူချိန်ပေးတဲ့ပုံစံပြောပြမယ်ကျွန်တော်ခဲတုတ်ကန်နေကြလို့ရှိရင်ဒီအပူချိန်ဟိုဒီ350ကျော်350လို့ပြထားတဲ့နေရာဒါပေမဲ့သူကနည်းနည်းလေးကျော်ကျော်မှထားတာဒီခေါရီယာလို့ပြထားတဲ့နေရာထက်တော့မကျော်ဘူးကျွန်တော်ဒီလောက်ထိပဲထန်ကုန်ထားပါတယ်ဒီအပူချိန်ခဲကောက်ကို သုံးမယ်ဆိုရင်ဒီမှာထားတာပါလက်ရှိအဲ့နေရာမှာထားပြီးတော့ကျွန်တော်ခဲတို့ပါတယ်စကဲပစ္စည်းတိုင်းကိုကျွန်တော်အဲ့ဒီတိုင်းခဲတို့ပါတယ်ခဲတို့ပြီးသွားတဲ့အချိန်မှာကျွန်တော်မသုံးထားဘူးမသုံးတော့ဘူးမသုံးတော့ဆိုဒီပူချိန်ထားအကြာကြီးထားရင်ပြတ်ပါတယ်ဒါကြောင့်ကျွန်တော်ကမသုံးတော့တဲ့အချိန်မှာဒီဟာလေးကို short ထားပေးရ0ထိမ short ပါဘူး0ထိ short ရင်ကျွန်တော်ပူအောင်ပြန်ဆောင်ရတယ်ညောင် service မှာ customer လာတာများတဲ့လူမျိုးဆိုရင်ကျွန်တော်ကဒီဟာလေးကိုဒီ300မပြည့်ပြည့်နားလေးအထိထားထားပေးရဒီနားလေးမှာပါဒီလက်တန်ဒီထိပ်ဒီနားလေး ဒီဘူတုံးလေးမှာအထစ်ကလေးပါတယ်အဲလေးဒီ300မှာပြည့်ခင်ထားတယ်300တဲ့ချိန်မှာကျွန်တော်ဒီ900နာအထိတင်လိုက်တယ်မ300တဲ့ချိန်မှာဒီလောက်ပဲပြတ်ထားတယ်အဲ့လိုမျိုးလုပ်တာပါဒီမှာရှိတဲ့မီးရောင်လေးကိုကြည့်ကြည့်လို့ရတယ်မီးရောင်လေးကျွန်တော်တို့အပူချိန်900ထားတယ်လို့ထားပါတော့အဲ့ဒီအပူချိန်ကိုဒီ900ဆိုတဲ့နေရာလေးကိုရောက်သွားခဲ့ရင်အဲ့ဒီမီးလေးကအော်တိုမက်တစ်ပိတ်သွားပါတယ်တကယ်လို့အမှမပူတော့ဘူးဆိုလို့ရှိရင်မီးလေးကပြန်ပြီးတော့လင်းလာတယ်မီးလင်းတယ်ဆိုတာဒီကောက်ကိုပူအောင်လုပ်နေတယ်လို့အဓိပ္ပာယ်ရတယ် ဲ့လိုပုံစံမျိုးပါအဲကျွန်တော်နည်းနည်းမြန်တော့လို့လက်ရှိအခုချိန်ယူအများကြီးတင်ပလိုက်တယ်အရေးကြီးနေတဲ့ကိစ္စမျိုးမှာဆိုရင်ကျွန်တော်တို့အဆုံးအထိကိုခဏတင်လိုက်တယ်ဒါခဲကောက်မြန်မြန်ပူအောင်ပါပြီးရင်ကျွန်တော်တို့ဒီခုနှစ်ရမှာပြန်ထားလိုက်တယ်ဒီမှာပဲထားပြီးကျွန်တော်သုံးတယ်ဒါသုံးနေတဲ့အချိန်မှာဒီနားလေးထားတယ်မသုံးတော့တဲ့အချိန်မှာဒီဘက်နားလေးထားဒီလောက်ပါဒီခဲကောက်ဒီထိတ်ကဂန်တစ်ကိုဝယ်လဲလို့ရတယ်ပြီးတော့လို့ရှိရင်ဒီခဲကောက်ဒီစတိချောင်းဒီကောင်လေးတွေသူ့ထဲမှာရှိတဲ့အကုန်လဲလို့ရပါတ နောက်ဆုံးလဲကျင်နေဆိုလို့ရှိရင်ဒီနားလေးကနေဖြုတ်ပြီးတော့ဒီကျိုးတွေအပါဝင်ဒီခေါင်းကြီးချောင်းလုံးရှင်းတော်ကုတော်နဲ့လဲလို့ရပါတယ်ခဲကောက်ရှင်းနေဒါနဲ့ရှင်းပါစီအမြဲတမ်းထည့်ထားရတယ်ပြီးတော့လို့ရှိရင်ဒီခဲကောက်တစ်ကလေးတွေဒီအမြဲတမ်းခြုံထက်နေရမယ်ပလတ်စတစ်တို့တခြားကျွန်တော်တို့ပစ္စည်းတွေကိုတော့မတွေ့ရဘူးခဲကောက်ဒီထိတ်ဒီအများအပြားဖြစ်တင်တာခဲကောက်ကိုပဲတွေ့တင်ပါတယ်ခဲကိုပဲတွေ့တင်တယ်ခဲတွေကိုပဲတိုးတင်တယ်တကယ်လို့ဒီကောင်းသည်အကြောင်းမျိုးကြောင့်ခဲတိုးတဲ့အချိန်မှာကျွန်တော်တို့က plastic ဒီကာပါလေးပါတဲ့ဂျာမာကျိုးတွေပါတဲ့ညတွေကိုတွုံမိခဲ့လို့ရှိရင်လည်းတန်ရှင်းအောင်ပြန်လုပ်ပေးရတယ်။ဒီခဲကောက်တစ်တွေမှာအရင်ညစ်ပတ်သွားတဲ့အချိန်ဆိုရင်ကျွန်တော်မလုပ်ပေးရလဲဆိုလို့ရှိရင်ဒီဆိုင်တွေမှာဝယ်လို့ရတယ်။ဒီခဲကောက်ထိုးထည့်လို့ရတယ်ပလင်းလေးတစ်ခုရှိပါတယ်။အဲ့ဒီခဲကောက်ထိုးထည့်လိုက်လည်းရတယ်။တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ခဲစီလေးကျွန်တော် IC ဖော်တဲ့ခဲစီဘူးလေးတွေရှိတယ်။အဲ့ဒီ IC ဖော်တဲ့ခဲစီဘူးလေးတွေနဲ့ခဲလေးတွေကိုဒီဒီလိုဒီလိုပုတ်ပြားရဲ့အစုပ်တစ်ခုပေါ့ဒီပေါ်မှာတင်မှာပြီးသွားလို့ရှိရင်ခဲကောက်နဲ့တို့တူကြည့်လိုက်လို့ရှိရင်ခဲကောက်တစ်ပလေးတွေပြန်ကောင်းလာတော့တွေ့ပါလိမ့်မယ်။ အခက်ကတန်ရှင်းရောက်တဲ့အကြောင်းကျန်တဲ့အကြောင်းနောက်မှပြောပြပါမယ်။လက်ရှိကျွန်တော်တုံးတဲ့အပူချိန်ကိုပြောပြတာပါ။ဒီကလေးတကကျွန်တော်ညာဘက်မတုံးတော့ဘူးပိတ်ထားမယ်ဆိုရင်ပါပါခလုတ်ပိတ်ထားလို့ရပါတယ်။ဒီမှာ ပါဝါပိတ်တာပြီးတော့အပူချိန်တုံးမယ်ဆိုရင်900နီးပါမတုံးရင်300လောက်ဒီမှာရှိတဲ့နံပါတ်တွေကိုပဲကျွန်တော်ပြောတာပါ။အဲ့ဒါမျိုးသိရင်ရပြီ။ပြီးရင်ခဲရှင်းဖော်တော့နဲ့ tape တည်ရှင်းလို့ရတယ်။ tape လေးတွေအများနဲ့ချုံနေရမယ်။ tape လေးနည်းနည်းလေးကောက်ထားခဲ့လို့ရှိရင်အကောင်ကောက်လေးတန်းဝင်လို့ရပါတယ်။အချုံဝင်လို့ရတယ်အကောက်ဝင်လို့ရတယ်။ ပြီးတော့တစောင်းပြားလေးတစ်ခုဝယ်လို့ရတယ်ကျွန်တော်တို့သက်ဆိုင်ရာ gun tip တွေအဆင်ပြေလို့သုံးကြတယ်သို့သော်ကျွန်တော်နည်းနည်းကိုးထားတဲ့ဟာလေးတစ်ခုတည်းဝယ်ထားရင်အဲ့ဒီတစ်ခုတည်းနဲ့နေရာတိုင်းနှိပါသုံးလို့ရအောင်သုံးလို့သုံးလို့ဖြစ်ပါတယ်တစ်ခုတည်းနဲ့နေရာတိုင်းနှိပါသုံးလို့ရတယ်လို့ဆိုလိုတာပါအဲဒါဆိုလို့ရှိရင်ဒီခဲကောက်သုံးတဲ့နေကိုအဆင်ပြေမယ်လို့ထင်တယ်နားလည်မယ်လို့လည်းထင်ပါတယ်လက်ရှိကျွန်တော်ခဲကောက်သုံးတဲ့ဗီဒီယိုဖိုင်ကိုဒီမှာပဲရပ်ပါမယ်